အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဖိုးကျော်ရေးသားတော်နတ်ဆောင်ပြနေတားရဲလို့ရွာလို့အမည်ရတဲ့လုံချင်းဝိထုရှိကိုအပိုင်းတည်အနေနဲ့ကျွန်တော်ရွှေတာမစတင်ပြီးဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာနတ်ဆောင်ပြနေတားရဲလို့ရွာအခန်းတည်ဟောမောင်တီတို့တွေပါလားကွာဘာတွေလာရှာကြတာတော့ဤတော်ဤတော်ဤနေတဝိုက်တွင် ရခင်ကသူတို့ညီအကိုကိုတခါမှမတွေ့ဘူးတဲ့ဖြင့်ဘာကြီးညိုကအံ့ဩတန်နေမေ၏ အော်အင်းကျွန်တော်တို့ဘာမှမချားကြမချားပါဘူးဗာကြီးညိုဖတ်ပင်လေးပါလေးကြည့်ရင်သပြုံးဒီခုရအောင်လို့ဒီဘက်ဆင်းလာကြတာပါဓမ္မတယောက်တလက်စီနဲ့မောင်ဒီမောင်ဒီမောင်ညီစားသည့်ညီကိုတုံးရောက်တဲ့တွင် အကြီးဆုံးဖြစ်သူမောင်ဒီကပြန်ပြောလိုက်ဤတော်ဤတော်ဤနယ်တစ်ပိုက်တွင် သူတို့ညီအကိုကို တခါမှမမျှော်လင့်မဲ့တွေ့ရသဖြင့်ဘာကြီးညိုကအံ့ဩတယ်လို့မောင်ဒီတို့ညီအကိုကလည်း ။ဘာကြီးညို့ကိုရုတ်တရက်တွေးလိုက်ရတဲ့ဖြင့်အံ့အားတင့်သွားရပုံရပါသည်။မင်းတို့ဇပြုံးဒီခူးလာကြရလို့လည်းဆိုသည်။တက်တောင်ကဘိုးတူးနဲ့ဆိုပါသလားဟေ။ရွာမှာအလှရှိလို့လားကွာ။ထဲစရာတွေလည်းမမင်းပါလား။သူတို့ရွာတွင်အလှအတန်းရှိကဣတို့ပင်ဇပြုံးဒီများကို၃ယောက်၅ယောက်လာခုတက်လေရှိကြ၏။သို့တော်ညီကိုကြီးတော်မဟုတ်ကြပေ။တငယ်ချင်းများသာဖြစ်ကြပေသည်။ ပြီးတော့အလူတပွဲလုံးလုံလောက်အောင်ကျွေးနိုင်ရန်အတွက်ဇပြုံးသီးထက်တရာတောင်းကြီးတောင်းငယ်တွေကလည်းပါရပါပြီ။ယခုတော့မောင်တီတို့ညီကို၃ယောက်တွင်ဓာတ်တယောက်တက်လက်စီနေရေဘူးကလွဲပြီးဘာမှမပါလာကြပြီ။ကြောပြောင်ကြီးတွေနဲ့စွတ်ကြပင်ပါလာကြသူတွေမဟုတ်ထိုကြောင့်လေထူးဆန်းတို့လိုရှိလာတော့သူတို့ညီအကိုကိုဗာကြီးညိုကမယုံသင်္ကာစိတ်နဲ့ခွန်းချင်း၍မေးလိုက်ခြင်းဖြစ်၏ ာကြီးညို့နေထိုင်သောမြို့တောင်ရှိနှင့်မောင်တီတို့နေထိုင်သောဒလက်ပြားရွာမှာရှေးချင်းတနာယီနီပါခရီးရှိပါသည်ဒလက်ပြားရွာဖုန်ကြီးကျောင်းကိုကိုကိုွယ်သူဒလက်ပြားရွာသူရွာသားဟုခံယူထားကြတော်လေမြို့တောင်ရှိတွင်တအိမ်ထဲသာဘာကြီးညို့တို့ဘိုးစဉ်ပေါင်သက်ကပင်နေလာခဲ့၏တောင်ရှိတွင်ရှိနေသောဘာကြီးညို့မှာတခါတခါရွာ၌အလူရှင်ပြူရှိသည့်ကိုပင်မတိလိုက်ဖြစ်ရသည်လည်းရှိပါသည် ။ထို့ကြောင့်ရွာတွင်အလူရှိလို့လားဟုပင်တူယိုသားရွေ့နှင့်မေးမိပါ၏။တိုးတော်ဗာကြီးညိုကဤသို့မေးလိုက်ခါမှမောင်တီတို့ညီကိုတုံးရောက်မှပြပြတလဲလဲဖြစ်သွားကြပြန်သည်။အေးဗာကြီးညိုကလည်းအထာအနာတိတ်ကောက်တတ်တာပဲ။ဖတ်ပင်လာချရင် အပြံမှာသပြွန်သီးလေးပါလေခူးရအောင်လို့ပါဆိုနေ။မောင်တီကမရေချင်းရေချင်းနဲ့ပင်တဟဲဟဲရေ၍ပြောလိုက်တော့လေ။သူတို့ညီကိုနှစ်ယောက်ကမူမျက်နာပြက်ရှင်နေကြ၏။ တို့တော့အီဒီကိုတော့ဗာကြီးညိုကတတိမထားမိလိုက်ပြီဖတ်ပင်လာချရင်ဆိုသောစကားကိုယုံသွားမိသူတို့ညိုကိုမှနွေလာနိုင်ဖတ်ပင်ရှာဖတ်ထိုး၍လဲရောင်းချတတ်သူများဖြစ်ကြလေသည်အေးအေးအေးဒါဆိုလဲပြီးတာပဲဟဲ့ငါငါမင်းတို့ညိုကိုစုံစုံညီညီနဲ့ဆိုတော့တခုခုများလာချကြသလားလို့ပါရှာကြရမရှိပါဘူးဗျာဖတ်ထိုးတဲ့လူတွေကဖတ်ပင်ပဲရှာတာပါ ဤစကားကိုတော့အငဲဆုံးမောင်ကြီးကတံပြက်နဲ့ပြော၏။ဘာကြီးညို့ရောဒီတောင်ရှိမှာဘာလာချတာလဲ။ဟဲ့မောင်ဒီငါရင်ကဒီတောင်ရှိရင်းမှာပဲကွာ။ဒီနေရာကဘာလာလောက်ရောက်မှာလဲ။ငါချန်တဲ့ကငါပြန်လာတာဗောဟဲ့။မင်းတို့ရွာကလူတွေသာဒီမြို့တောင်ရှိဘက်မှာတွေ့ခဲကြုံခဲရတာ။ဖတ်ပင်ဆိုတာလဲဒီဘက်မှာရှားသကလား။အဲ့ဒါကြောင့်ငါကမင်းမိတာပါဟ။အဲ့ ဘာကြီးညို့ကလည်းစိတ်တူတတ်ရံကောဗျာဒီကောင်တွေကလည်းဘာကြီးညို့ကိုတက်တက်စနေပြန်ပြီတော်ကြတော့ကွာအကိုကြီးပြည့်သူအမောင်တွေကဘာကြီးညို့ကိုလေပြေထုတ်လိုက်ဟဲ့မင်းတို့ကငါကစိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူးဖြစ်ချောင်းချင်းရနဲ့ဆက်ဆက်လို့မင်းတို့တော်မကျွမ်းသေးတဲ့ခလေးတွေအတွက်ပြောတာပါဘာကြီးညို့ကထိုးတို့ပြောတော့အခါမောင်တီမောင်ညီတို့မှလည်းဘာကြီးညို့နဲ့အတူတဟဲဟဲလိုက်၍ရီမောကြသည် သို့တော့မောင်ဒီကတော့တစုတစ်ခုခုကိုစိတ်ထဲတွင်စနောင်စနင်းဖြစ်သွားသလိုဘာကြီးညို့ဤမျက်နှာကိုလည်းမျက်မှောင်ကျုံ၍ကြည်နေမိ။သူသည်ဘာကြီးညို့ဤမျက်နှာပေါ်၌လျှော့ဝှက်ချက်တစုံတစ်ခုကိုလျှက်ရက်တပြက်ရှာဖွေလိုက်သလိုပင်ဒီ။မင်းတို့ရေလေးပါလေးစားလို့ရှိရင်လည်းငါတဲတဲဝင်တော့သွားကြအောင်။သူဤမျက်နှာကိုငင်းကြည့်နေသော မောင်ဒီဤမျက်လုံးတံကိုမခံနိုင်သလိုဘောင်ကြီးညို့ဘာကြီးညို့ကလောကဝေပြူလာ၏။အာဒီမှာဘာကြီးညို့ရရေရေဒီမှာ အငယ်ဆုံးကောင်အောင်မောင်ကြီးက သူ့လွဲလာတော့ဘူးခါရစ်ဘူးကိုအမြောက်ပြ၍ဗာကြီးညိုကိုတယော်လိုက်ဟာခွေးကောင်လေးမင်းရစ်ဘူးလဲရေအမှန်ပါသေးလားလို့ရေအမှန်ပါသေးလို့လားပါပါတယ်ဗျဒီမှာတွေ့လားရေရေမောင်ကြီးကဘူးခါလက်ကြီးဘုရားမရေမြောက်ကိုမြေပြင်တို့ပင်သွန်ရှားပြလိုက်သည်ဟာတင်မိုက်တဲ့ကလေးပဲတော်တဲ့တောင်ထဲမှာရေတွေကိုဘာလို့ဒီလိုတွန်းပြရတာလဲ မင်းတို့စိတ်သိချင်တော့ငါကတမင်ဆမ်းမိတာပါဟ။ဘာကြီးညိုကတမင်ဆသည်ကို တကယ်ထင်ပြီးဘူးကားလေစီရေဘူးထဲမှရေတွေတုံပြစ်တော့မောင်ကြီးကိုမောင်တီကလည်းမျက်မှောင်တစ်ချက်ကြုံရကြည့်ပြလာ၏။မောင်ကြီးမှာ၁၄၅နှစ်အရွယ်သာရှိသေးသဖြင့်သူ့ကိုလူကြီးတွေက စားရွက်စားမမ်းမသိပေ။စိတ်တူသူလည်းဖြစ်သဖြင့်ဟော်ဟော်တိုင်းတိုင်းလှုပ်တယ်။ပြီးမှချက်သွားတယ်လို့နဲ့ဘာကြီးညိုကို မကြင်မနှက်ဆို၏။အင်းဘာကြီးညိုကလည်းညံကြီးပဲမကောင်းဘူး။ ဟာညံကြီးမဟုတ်ရပါဘူးမောင်တို့ရေနေတော့ကကို့မှာတောင်းဝင်တက်ဆာရှိသေးငါကဒီတောင်ချီမှာဟိုးငယ်ကလေးကနေလာတာဒီနာတဝိုက်က တောတောင်အကြောင်းနင်းလို့လေသူပြောငါပြောကြားဘူးကြမှာဗောငါသာအနေထိုင်မတက်ရင်ဘယ်ပြောကောင်းမလဲအခုကြည်လေငါတို့အိမ်သားတွေတောနဲ့ပတ်သက်ရင်မှတ်တော့မဆုံးဘူးကျွန်တော်ရေစုံပြတာနဲ့ဒါနဲ့ဘာဆိုင်လို့တော့မှကြီးညိုရဟာနင်းမေကလာဆိုင်ပါတကောဟဲ့ ဟိုးချေချေတုံးကပန္တိတာဝါနေဆဘာလာဝါနေဆလဲကုန်တဲ့900ဆကြောင်းဥရဥဝရမဟောတာနင်တို့တခါမှနားမထောင်ဘူးဘူးနဲ့တူတယ်။အာထောင်မှုတကောဘာကြီးညိုရဲ့ထောင်မှုတာမှဒီဘက်ကနာရောဒီဘက်ဟာဟဲ့ကောင်တော်စံသူညီအငယ်ဆုံးကောင်မောင်ကြီးကိုမောင်ဒီကတိုးတိုးတိတ်တိတ်ဟန်တားလိုက်။အေးထောင်မှုရင် ဘလူးကလူရောင်ဆောင်ပြီးရေကန်ကတက်လာတဲ့ဟန်နဲ့ကြာဘူးကြာပွင့်နေကိုင်းလာတာမြင်ရတော့ရှေ့မှာတကယ်ရေကန်ရှိတယ်ထင်လို့ဘာလဝါနေစားလက်ကုံတဲ့900တွေဟာပါလာသမျှရေတွေကိုတွန်ပြက်လိုက်ကြတာနောက်တော့ရေပြက်လို့ဘလူးစားခံရတယ်မဟုတ်လားတောမှာတောင်မှာဆိုရင် ရေဟာပိုတယ်မရှိဘူးမောင်လို့ရေ ရေအသက်ဟာတမန်နဲ့ပဲဆိုတာမြဲမြဲမှတ်ထားကွာ ။အီယာကြောင်းရများကိုဗာကြီးညိုသည်မစီမဆိုင်ပါကြောင့်လေကျော်ရှည်နေရပါလေ။ဘလူးကလူရောင်ဆောင်သည်ဟုသောဗာကြီးညိုရေစကားမှာသူတို့ညီအကို၏အကြံစီကိုရိပ်မိသွား၍လား။အီတန်တရားစိတ်တွင်နေမောင်ဒီသည်ဗာကြီးညို၏မျက်နှာကိုမမိတ်မတုံဆိုင်ကြည့်နေ၏။ညံကြီးမဟုတ်ပါဘူးမောင်တို့ရဲ့။ငါတို့ကနေတို့ကကို့မှာတော်တက်ခါသာရှိသေး။ငါကဒီတောင်ချီမှာဟိုးငဲကလေးကနေလာတာဒီနာတော်ဝိုက်ကတောတောင်ရဲ့ကြောင် နင်တို့လည်းသူပြောငါပြောကြားဘူးကြမှာပေါ့ဤဒီကတော့သူထုံးစံအတိုင်းဤတောင်ချေတွင် သူတို့မိသားစုနေရဲသည်ဟူသောအကြွားကိုဘာချင်းညို့သည်ယခုထိကြွားတုံးပါကလားဟုမောင်ဒီကတွေးနေမိသည်ဘာချင်းညို့အင်ရှေရာချေဆိုင်သောဤတောင်ချေကို မောင်ဒီတို့ဒလက်ပြားရွာသားတွေကနှက်ကြီးသည်တားရဲတလိမ့်ဆန်တို့ထူထက်သည် တောချမ်းသည်ဟုသမုတ်ထားကြသည် မြို့တောင်ရှိနှင့်ဒလပြားရွာသည်ရှေးချင်းတနအီခီးကြီးများရှိပါ၏။ဗာကြီးညိုဤမြို့တောင်ရှိတွင် နေထိုင်ခဲ့သည်မှာသူတသက်ပင်ဖြစ်ပါသည်။အမှန်ကဗာကြီးညိုတယောက်သာမဟုတ်ဗာကြီးညိုအဖေဗာကြီးညိုတို့အဖိုးသည်လေမြို့တောင်ရှိ၌သာနေပြီးဤမြို့တောင်ရှိရှေးရင်မှာပင်ခေါင်းချသွားကြသည်။သူတို့မိသားစုသည်ဤမြို့တောင်တန်းကြီးကို အမိသဟဲပြု၍အတံမွေးဝမ်းကြောင်းပြုကြ၏။ဤမြို့တောင်ကြီးတွင်အလေးကျပေါသောငရုတ်ကောင် ကရဝေနွယ်ချူတေချဘူတင်မင်းနှင့်ရှူနာကမုံးပင်တို့ကပေါ်ပါသည် မိုးတွင် တောင်ရလုံသောဗာကြီးညုံနှင့်တားနှစ်ယောက်ရွှေမတစ်ယောက်တို့သည်အေးမျိုးတောင်ကရသောငရုတ်ကောင်နွယ်ချူကရဝေတေချဘူတင်မင်းနှင့်ရှူနာကမုံးဦးများကိုနှွေလာမှရှားဖွေပြီးဖုံးကြီးပြန်ဖျားပွဲစည်းများတွင်ရောင်းချလေရှိပါ၏ဤသည်တို့ထက်ဗာကြီးညို့တို့မိသားစုမမောသောအရာမှာနတ်ဆောင်ပြပင်သည် မြို့တောင်နှင့်တဆက်တည်းဖြစ်သောအခြေဘက်ချံကြောက်ပြတောင်ဆောင်ပေါ်မှနတ်ဆောင်ပြားကိုဖို့၍ပြားရင်နှင့်ဖျောင်းဖြူရောင်းရငွေသည် မြို့တောင်မှနှစ်ဆင့်ရသောငရုတ်ကောင်ကရဝေးနှွယ်ချိုတစ္ဆဘူချူနာကမုံဥရောင်းရငွေထပ်ပင်များလေသည်ဤကြောက်ပြတောင်ဆောင်ထပ်မှနတ်ဆောင်ပြားရဲ့ဖို့သူ ဖုံးဝန်သူအလောအကျွေးဆိုသူ၍အေးဒါလက်ပြားရွာတော်ဝိုက်တွင်ဘာကြီးညိုတို့သားဖားတွေသာရှိကြလေသည် ကဲဗာကြီးညိုကြီးနေလေအိုသွားပြီကျွန်တော်တို့ပြန်ပါဦးမှာခင်ဗျာအေးအေးအေးကောင်းပြီဟဲ့ငါမေးဖို့ကြံနေတယ်နေတို့တွေဖတ်ပင်ချရဲဆိုတော့ဖတ်ပင်တွေကိုတွေးကြရလားဗာကြီးညိုကဒီစကားကိုပြန်ကောက်နေပြန်တော့အခါမောင်တီဤစိတ်ထဲမှာမလုံမလဲဖြစ်လာ၏တို့တော့ဟန်ကိုဘိုးဟူသောစကားကိုအကြံနဲ့လာသူမောင်တီကမမေ့ပြီ သုံးလေးပင်တော့တွေ့ခဲ့ပါတယ်ဗာကြီးညိုဒီနေ့တော့နေအိုသွားလို့ပြန်ကြတာပါ နောက်နေ့မှလာချန်ရမယ်ဒီဘက်တော့တော့ဝိုင်းဖက်ပင်တွေကထင်သလောက်မပေါ်ပါဘူးဗျာအိုးဒါကတော့ဗာကြီးညိုကတော်ကျွမ်းပြီးသားဆိုဆိုတော့ကျွန်တော်တို့ထက်တိမာပါလေပြောင်းအောင်မယ်နော်အေးအေးအေးမောင်တီတို့ညီကိုမြို့တောင်ချေဘက်မှာရွာပြန်လာကြချိန်မှာနေရအတော်ညှိုးနေလေပြီခလတ်ပင်ညိုအကျိုးအကြမ်းမှလှမ်းမြင့်နေရတော့နေလုံးနေနေသည် အနောက်ဘက်တောင်တန်းမြင့်ကြီးများပေါ်တွင်ကွယ်လေလူလူမေးတင်ပြုတ်နေပြီယခုလိုမြူကိုချက်ဝေရဟောင်းကျွေ၍တောင်လေဝဲဝိုက်သောနှွေစရရတခအခါတမယာမဟုတ်ပါက အပြန်လန်မှောင်နေမယ်မယ်ရှိနေမိလားပင်တွေ့လားကိုကြီးမြူတောင်သားမှာသူတို့ပဲနေရဲတယ်နတ်ဆောင်ပြားကိုလည်းသူတို့ပဲဖို့ရဲတယ်ဆိုတာကြွားလိုက်တာလေမင်းတို့ကအခုမှတောတက်ဝင်ကားသားပဲရှိသေးတယ်တဲ့ ဖယောင်းပြားရည်ထက်ကျွန်တော်တို့ဒီအဖိုးကြီးကြွားတာကိုတောက်မြင်ကတ်တာနဲ့စောစောစီစီလုံးမိလိမ့်မယ်။လမ်းတစ်ဝက်လောက်အရောက်တွင်အသက်15နှစ်ကျော်သာ ရှိသေးသော မောင်ကြီးကစိတ်ဆိုးမှန်ဆိုးနေပြောသည်။အမှန်မှာဘာကြီးညို့ကြွားမိဆိုတာကလည်းကြွားလောက်စရာပင်။ဒလက်ဖျားရွာသူရွာသားများအနေမှာမြို့တောင်တန်းကြီးတဆက်တဲတကြောတဲရှိသောဤကြောက်ဖျားတောင်ဆောင်ပေါ်ကနတ်ဆောင်ပြားကိုဖွေရဲသူဖုံဝုံဖုံဝုံသူမှာဘာကြီးညို့တယောက်သာရှိသည်ဟုတရားလုံးကအတိအမှတ်ပြုထားကြပါသည်။ ဤဒီမှာလည်းယခုမှမဟုတ်လွန်ခဲ့သောနှစ်ပေါင်း20ကျော်30နီးပါးခန့်ကပင်ဖြစ်သည် ထိုစဉ်ကဗာကြီးညို့သည် မောင်ညို့မောင်ညို့ဦးညို့ဘဝတွင်သာရှိပါသေးသည်ဓလက်ဖျားရွာသူရွာသားများအနေမှာဤကြောက်ပြတောင်ပေါ်ကနတ်ဆောင်ပြားကိုခဲရခက်စစ်သွား၍ဖိုရဲရံမဆိုထားနှင့်မျိုးတောင်ချင်းနှင့်နတ်ဆောင်ပြားချီရာကြောက်ဖြာနာကိုပင် နေညိုလျင်ဘသူမှမသွားရကြပါဘူး မြို့တော်နားတဝိုက်သည်တာရဲတလိဆန်ပေါ်များသလိုနတ်ကြီးသည်တောချမ်းသည်ဟုလဲတရွာလုံးတနယ်လုံးကယုံကြည်ထားကြသည်ဤသည်ကိုလူငယ်ဖြစ်သောမောင်ကြီးကယခုတော့မကန်ချင်းစိတ်နဲ့ပြောလေ။ဟုတ်တယ်အကိုကြီးမင်းတို့ကအခုမှတောင်းဝင်တက်ဆရှိသေးတယ်ဆိုတာကျွန်တော်တို့ကိုတက်တက်နှိမ်တာဗျအထင်သေးတာဗျဒီပြားကိုတော့မရရအောင်ဖွင့်ရမယ်ဗျဒါမှအဖိုးကြီးအဆွဲကျွတ်မှာညီကို၃ယောက်ထဲတွင်အလက်ဖြစ်သူမောင်တီကလည်းညီငယ်ဤစကားကိုထောက်ခံရင် အကိုကြီးဖြစ်သူကိုလှုံ့ဆော်လိုက်ပြောပါကြွားပါစေကွာကုတော့သူပြောမှဆိုတဲ့ပြောစရာကြွားစရာဖြစ်နေတာကိုဒါပေမဲ့ကုတနေ့နဲ့နဲ့မှာတောင်းဝင်တက်ဆဖြစ်တဲ့မောင်ဒီတို့ညီကိုအကြောင်းတော့ဒီအဖိုးကြီးတနေ့တိပါလိမ့်မယ်သူတယောက်သာဆွမ်းဆောင်နိုင်တယ်လို့ထင်နေတဲ့နတ်ဆောင်ပြားကိုတနေ့တော့မောင်ဒီတို့ညီကိုတွေဖွဲ့သွားလို့အဖိုးကြီးခင်ဗျာရင်ကျိုးပက်လက်ဖြစ်မှာမင်းအောင်သေးတယ်ညီငယ်နှစ်ယောက်ကြီးပြောတဲ့ကနေ့ ညနေဆောင်ကဗာကြီးညိုကြီးကြွားသွားသောစကားများကိုရှေးပရင် မောင်ဒီကတဟိဟိရေလိုက်သောအခါညီကိုနှစ်ယောက်မှလည်းအားရပါရပင်လိုက်ရရေကြလေသည်သူတို့ညီကိုသုံးယောက်၏ရီမောတန်သည်တနေ့တော့မြို့တောင်ချေရှိတောအလုံးကိုဖုံးလန်းသွားလိမ့်မည်ဟုသူတို့သည်ဆွေးမြဲစွာယုံကြည်ထားကြလေသည်အခန့်နှင့်အဘရေအဘနေညိုချမ်းများတစ်ချိန်တွင်မြို့တောင်တန်းပေါ်ကရှူနာကမောဥများတူပြီးပြန်လာတော့မောင်ပေါ်သည် ကမုံချင်းကိုအိမ်ရှိကွက်ပြစ်ပေါ်တုံချလိုက်ရင်အဘတဲကိုခေါ်လိုက်ဟဲ့ဘာလဲဟဲ့မောင်ကိုနေခေါ်တာကလည်းအထိတ်တလန့်နေပါလားညနေထမင်းစားပြီးစားအိမ်ရှိတွင်ကိုမြုပ်နေတော့ဘာကြီးညိုကကြောပြောင်ကြီးနေရှူနာကမုံဦးများတူးရကပြန်လာတော့သူ့သားကိုဖျက်ခနဲ့တရက်လှမ်းကြည့်ပြီးထူလိုက်မောင်ဒီတို့ညီကိုကိုမြူတောင်ကျောထဲမှာဓာတ်တယောက်တလက်နဲ့တွေ့ခဲ့ရတယ်ဗျာဒီကောင်လေးဒီဘက်ဘာလာလောက်ကြတာလဲမသိဘူးဟေး ဟုတ်လားသူသားကြီးစကားကိုကြားတော့အခါဘာကြီးညွတ်ရင်ချင်းမှာထိတ်ခနဲဖြစ်သွား၏ဩနတ်ဆောင်ပြားနှင့်ပတ်သက်၍ကဘာကြီးညွတ်သည်သို့တော်နတ်ဆောင်ပြားနှင့်ပတ်သက်၍ကဘာကြီးညွတ်သည်ဤညီကိုများအားလုံးဝဥပက်မပေးမိသည်ဒီညီကိုတွေဘာကြောင့်ဒီဘက်တော့နဲ့တဲ့ရောက်လာကြပါလေဟုသာအတွေးပို့သွားမိ။အေးကွာ။ဟိုရင်၃-၄ရက်လောက်ကလည်း မြို့တော်ပြားမှာဒီအညီကိုတွေကိုအဖတနေ့တွေ့လိုက်သေးတယ်။ဟင်ဟုတ်လားအဖဣဒခာအံဩသွားသူကတော့မောင်ပူသာဖြစ်သည်။ဟုတ်တယ်ကွအဖကမေးတော့ဖတ်ပင်ရှာရင်အပြံမှာညဟင်းသားရအောင်ဇမျိုးဒီခူးသားကြမလားဆိုပြီးဒီတောင်ဘက်ကိုဆင်းလာကြတယ်လို့ပြောတာပဲ။စပြုံးဒီတနက်စာများအဖရဲ့မြို့တောင်ရောလာခုကိုလိုသလားဗျရွာနာတင်ပေါ်လုံးလို့ အေးလေကွယ်ငါလည်းအဲ့လာပဲစဉ်းစားနေတာငါကမင်းတို့ဇပြွန်းဒီလာခုကြတာလေအလှလှဖို့ကြနေတာပဲတက်ထောင်တာဗိုဒါဒုနဲ့ဗိုဒုနဲ့ပါလားဆိုတော့ဒင်းတို့ကအဘကိုအထာနာကောက်ရကောင်းလားဆိုပြီးနောက်တောင်သွားကြသေးတယ်။ဗာကြီးညွန့်နဲ့မောင်ဘိုးတို့အချီချပြောနေကြသောစကားများကိုကြားရသောအခါယခင်နေများကတူပီသာရှူနာကမုံအူများ၏အမွှေးမြင်အမြင့်အတိန်ကလေးတွေကိုတင်နေကြသောမောင်ဘိုးမိန်းမနှင့် မောင်ဘိုဤညီဘာကြီးညိုဤသားငယ်ဆုံးမောင်ကိုတို့ကလည်းစိတ်ဝင်စားလှဲ့ကြည့်နေကြ၏မဟုတ်မလွဲရောကျွန်တော်ထင်တော့ဒီကောင်တွေကျွန်တော်တို့နတ်ဆောင်ပြားတွေခိုးပြီးတော့ဖုတ်ရှင်တို့လာပြီးလေးလာကြတာလားမှမသိတာပါရဲ့အင်းနတ်ဆောင်ပြားတော့ဒီကောင်တွေလုံရဲပါမလားတားရဲ့ဒီနတ်ပြားကိုဖုတ်ရဲတဲ့သူဆိုလို့ဒီနေ့တဝိုက်မှာအဖားတို့ပဲရှိတာတကယ်လို့ဟာမလုံရဲဘူးလို့မပြောပါနဲ့ပါရဲ့ ဆောင်းဦးတော့ကဥဒါလာတို့ရှင်ပြပွဲမှာဒီအကောင်ကြီးအကြောင်းရွာကလူကြီးတွေပြောနေကြတာကျွန်တော်ကြားခဲ့ရတယ်။ရှင်နာကပောင်းအမြင့်အမြင့်များတင်နေတော့တားငယ်ကဝင်ရပြောပြန်သည်။ဒီကောင်ကြီးအကြောင်းများရေးကြီးခွင့်ကျယ်။ဘာတွေပြောတယ်ကြားလို့လဲတားရဲ့။ဒီကောင်ကြီးကခုမှတောင်းဝင်တက်စားဆိုပြီးမဲ့ဒလပြားရွာနာတဝိုက်ကတက်ခေါင်းပြားမြေပြားရင်ပြား ။အိုးနောက်ဆုံးပြားပရုတွေပါမကြမ်းဒီကောင်တွေဖို့လို့အခုဆိုဒလပြားအထက်တော့မှာပြားပြုံးသလောက်ဖြစ်နေပြီတဲ့အဖရဲ့။ဥထုံးမိသားတွေကြောင့်နောက်ဆိုသူများတွေရှာစားဖွေစားလို့တောင်ခက်ခက်ပဲလို့ရွာကလူတွေပြောနေကြတယ်။ဘာကြီးညိုဤသားငယ်မောင်ကိုပြောသည်မှာအမှန်ပင်ဖြစ်သည်။ဒလပြားရွာမှာဥထုံးမိဒေါမြဥထုံးဤသားများဖြစ်ကြတော့မောင်တီမောင်တီမောင်ညီတို့နဲ့ပတ်သက်၍ဒလပြားရွာက လူကြီးတွေမှာယခုတော့လက် လက်ဖျားကအံ့ဩနေကြသည်ဤတငယ်များလူလားမမြောက်ခင်ကဆိုလျင်ဦးထုံးမီဒေါ်မြဥတို့မှာအလွန်ဆင်းရဲ၍သူတော်မစီ၌အငှားလိုက်ကိုလီခံနေရသောဇနီးမောင်နှံတို့ဖြစ်ကြသည်ယခုသူတို့သားသုံးယောက်လူလားမြောက်ဒီမှာတနှစ်နှစ်နှစ်သာရှိသေးသည်ဦးထုံးမီဒေါ်မြဥတို့မှာထိုင်စားနေနိုင်ကြပြီတတလုံးမပြုတ်ပြင်နိုင်ခဲ့သောအင်ရှေရာမြေကိုလည်းပြန်လည်၍ပြုတ်ပြင်တိဆောက်နိုင်ခဲ့ပါပြီ။ လူလားမြောက်သည်ဟုသာဆိုရတော်လဲအကြီးဆုံးမောင်ဒီကယခုမှ16နှစ်မောင်ဒီက18နှစ်မောင်ကြီးက15နှစ်သာရှိသေး၏တိုးတော်အေလူငယ်၃ယောက်သည်ဦးထုံးမြီဒေါ်မြောက်ဦးတို့အတွေ့လူကြီး၃ယောက်ထပ်ပင်အားကိုးနေရလေပြီအေသူငယ်၃ယောက်သည်ယောက်ျားအလုံးမိန်းမအလုံးဟု၍လည်းမခွဲခြားထင်းခွေရေခတ်စံဖို့မောင်းထောင်းကအစာမချက်မကြောက်လို့သည် မိုးတွင်းဆိုလျင်လဲထွန်းထဲထို့ပြို့နှုတ်ကောက်ဆိုင်ကအစားငှားလိုက်သည်။နှွေဆိုလျင်ကောက်ရဲ့စပားတဲ့စပားနဲ့ဘာအလုံးမှမရွေလုပ်ငန်းပြီးတဲ့နေ့တပိုင်းနဲ့နှွေလာတွင်အပေါ်ဝင်ငွေလေးများရအောင်တော်တက်၍ထင်းခုတ်ဝါခုတ်စေဆိုင်ဖက်ခူစသည်ဖြင့်လောက်ကြလေသည်။ဒါတွင်လည်းမကသည်ဤတနည်းနည်းတွင်လူလပိုင်းများနှင့်လူကြီးများသာလှုပ်လေရှိသောပြားချပြားဖို့အလုပ်ကိုပင်လှုပ်လာကြပြန်သည် သူတို့ညီကိုမှအလုံးလင်းလက်ပြက်သည်ဟုမရှိလာပေ။ကုံကုံပြောရလျင်သူ့အမေနေ့စဉ်လုံနေကြဖြစ်သောထမင်းချက်ဟင်းသည်ဟင်းရွက်ခုအလုတ်ကိုပင်ဝင်ဝင်၍လှုပ်တက်ကြသည်ဖြင့်သူ့အမေကဟန်တားယူရပြန်သည်။ထို့ကြောင့်လည်းရွာရှိလူတွေကမိမိတို့၏တာသမီများအလုတ်ပြင်းလျင်စုံစုံမ၍မရလျင်အေးညီကိုသုံးယောက်နှင့်ဆန်ထား၍ပြောစမှတ်ပြုလာကြ၏။ဦးထွန်းမြေဒေါ်မြအူးတို့လို့ သားမျိုးတို့ကျုပ်တို့များတယောက်လောက်တော့ချီကျင်စားမှာတော့ဖျားစင်တင်ပြီးကိုးကွယ်ထားပါမယ်ဟုတားကြီးသမီးကြီးရှိသူအမျိုးသမီးကြီးများကညီးတကြသည်တချို့ကလည်းမနာလိုဖြစ်ကာယောက်ျားလေးတွေများလည်းတော့မချက်မကြောက်မိန်းကလေးအလုံးများမသိမတော်အငှားလှုပ်ရဲလိုက်တာအံ့ပါရဲ့ဒင်းတို့ကြောကုန်းနေဒါကြောင့်စားပေါက်နေတာဟုတ်ပြည့်တင်တန်းနဲ့ဆိုသူကဆိုသည်တချို့ကလည်းရှင်းမွန်းတန်တဝက်ကဲ့ရဲ့တန်တဝက်နဲ့မိုးလင်းရင်ကြက်လိုရက်စားမှဒင်းတို့ကထမင်းဝါကြတာဆိုတော့ မရှက်နိုင်မကြောက်နိုင်ဘူးပေါ့တော့ဟုဆိုသူကဆိုသည်တချို့ကလည်းကြောပူမှဝမ်းအေးတယ်ဆိုတာဒီတငယ်တွေအတွက်ရှေးပညာရှိတွေက တမင်အစိုးမိတ်ထားခဲ့ဟန်တူပါရဲ့ဟုရှေးကျူးတယ်လို့ဆိုကြပြန်သည်တိုးတော်မြေသူကမြေသူပင်ပြောပြောမောင်တီနှင့်ညီအကိုတွေကတော့ကိုလုံးမှကိုစားရမည်လက်လုံးမှပါဇက်ပွင့်သည်ဟူသောယုံကြည်ချက်ကိုဆွဆွမြဲမြဲမှတ်อยู่ကအလောက်ကိုပုံမိုစူးစမ်း၍သာလောက်ကင်လျက်ရှိကြသည် ြာတော်ရွာ၌လေယာကိုင်းကျွန်းလောက်ကန်စားသူ အမျိုးကောင်းသားအမျိုးကောင်းသမီးတို့တာမဟုတ်အစဉ်ဆက်က ပြားဖို့ဗရက်ရှာအမဲဟင်းလျာပြက်ခတ်စားသူမုံဆိုးတန်ငါများကပင်ဒီကောင်လေးတွေတော့နောက်ဆိုဒုတ်လုံစားဖြစ်မှာမဟုတ်တော့ဘူးဘဲနဲ့ဗျာမုံမလင်းသေးဘူးဓာတ်တယောက်တလက်နဲ့တော်တဲ့ရောက်နေကြပြီ ပြားဆိုလည်းသူတို့ပဲဗရက်ဆိုလည်းသူတို့ပဲနောက်ဆိုမိုးဟင်းကစားဒင်းတို့ကလက်ကိုမလွတ်ဘူး ်ငငရွေရလေးတွေနဲ့ဒီလောက်လှင်ပြီးတောကျမ်းတဲ့တရဝါလေးတွေဤနဲ့တဝိုင်းမှာမပေါ်ဘူးပါဘူးဟုရှင်ပြုရဟန်းကံအာတုပါစသည် လူစုလူဝေးတိုင်းမှာမောင်တီတို့ညီကိုအကြောင်းပြောဆက်မှတ်ပြုလာကြသည်အေဒီကိုကြားရဖန်ကြုံရဖန်များသောဗာကြီးညွတ်ဤသားမောင်ကိုကယနေ့တော့အကြောင်းတိုက်ဆိုင်၍သူ့အဖေကိုပြောပြဖြစ်သည်ဟုတ်မယ်အဖရဲ့ဒီနေ့လေဒီကောင်တွေခါတဲ့မှာ ရေကားရေဘူးအပြင်ဝါးကြည့်တောင်းနဲ့အထုတ်တွေရောဗရက်စာတွေရောဟင်းရွက်တွေရောအစုံပါတယ်ဝါးကြည့်တောင်းနဲ့အထုတ်တွေကပြားရင်နဲ့ပြားဖျောင်းတွေဟုတ်ရှင်မဟုတ်မှာဒီကောင်တွေကအကြောက်လန့်နဲ့ရှိတဲ့ကောင်တွေမဟုတ်ပါဘူးကြုံရတွေ့ရလောက်မှာဗျတာကြီးတားငယ်တို့ပြောလာတော့စကားများနဲ့ပတ်သက်၍ဤတခါတော့ဗာကြီးညိုမှာစဉ်းစားရပြီအေးညီကိုသုံးယောက်ဤကြက်သည်ဒလပြားရွာနာမှာယခုအခါသူတို့ဤဘိုးစင်ပေါင်းသက်နေမည်ဖြစ်တော့ မြို့တောင်ခြေတဝိုက်ကိုပင်ရိုက်ခိုက်၍လာခဲ့ရှိပြီမိတို့ပင်ဆိုသည်ဤညီကို၃ယောက်နှင့်ပတ်သက်၍ဘာကြီးညိုဤစိတ်ထဲမှာတန်တရားတော်ဝင်စားပြုပြီးဖြစ်သည် တနေ့တနေ့လည်းရင်ပြားရည်ပလင်း200ကျော်300နီးပါးရတတ်သောကြောက်ပြတောင်တောင်ပေါ်ကနတ်ဆောင်ပြားကိုဤညီကိုများသာ လက်ဦးသွားပါကဟူသောစိုးရင်စိတ်နှင့်ဘာကြီးညိုဤရင်ထဲမှာမတင်မကြဖြစ်လာသည်ပြားဖို့ရာသီမှာလည်းနီးလာပြီမဟုတ်ပါလား ြားများသည်မိုးနှောင်းကာလဖြစ်သောတော်တလင်းသတင်းကြုံမှဆ၍ဖျောင်းအိမ်တည်တတ်ကြသည်သူတို့တိဆောက်သောဖျောင်းအိမ်မှာအစေးထွက်သောတစ်ပင်များ၏အကွဲအအဲ့တို့မှယူထွက်လာသောတစ်စေးများနှင့်လူသားများခုံလဲထားသောတစ်ပင်အစာများမှတစ်စေးများကိုသူတို့၏ရှေးလက်တို့နှင့်ကုတ်ရှိယူကာဖျောင်းအိမ်တိဆောက်တတ်ကြသည်ပြားတို့၏ဖျောင်းအိမ်မှာတုံးတက်ဖြစ်၏ပထမထက်တွင်ပန်းဝိရီထဲ့ပြီးဒုတိယထက်တွင်ဥမြအူသည် တတိယထက်တွင် သူတို့၏စားကျွန်းစားကြံရှေးများကိုထားတတ်ကြ၏သို့တော်ပြားတမျိုးနှင့်တမျိုးသည် ပြားဖျောင်းအိမ်တိစားပုံချင်းမတူပဲကွာခြားလေရှိပါသည်များသောအားဖြင့်တက်ခေါင်းနှင့်တက်ပင်များပေါ်တွင်ဆွဲထက်သော ပြားကြီးရင်ပြားတက်ခေါင်းပြားများတွင် ရှေးအိမ်မှထားတတ်ကြပြီထားလျင်လည်းပားလာသောရှေးအိမ်သည်ခလေးအိမ်နှင့်ရောနေတတ်၏တက်ခေါင်းပြားပြားကြီးနှင့်ရင်ပြားတို့၏အဓိကဖျောင်းအိမ်မှာပြားဝိရီထက်ရန်နှင့် ကလေးများဥချရန်သာဖြစ်လေသည်မိုးနောင်ကာလဖြစ်သောတော်တလင်းတည်င်းကျုံးမှစ၍တစ်ဆေးစု၍ဖျောင်းအိမ်တိဆောက်ကြသောပြားများသည်တဆောင်းလုံးဖျောင်းအိမ်ကိုတိဆောက်ကြသည်ထို့ကြောင့်ဆောင်းဦးပိုင်းတွင်ပြားဖို့၍ပြားရည်မရတတ်ပေနှွေလားသို့ရောက်ပြီးဆိုလျင်တော့ပြားများသည်ရရာကြုံရာပန်းပွင့်များမှပန်းဝိရည်များကိုဆုပ်ယူကဖျောင်းအိမ်ထဲတွင်ဝိရည်ပြေရင်ဦးများကိုလည်းခြားတတ်ကြသည် ။ဥရရင်ဝိရဖြည့်ရင်နှင့်ပင်ဖျောင်းအိမ်ကိုလည်းတပြေးပြေးတိုးချဲ့၍လောက်ကန်ကြသည်။ထို့ကြောင့်ပြားတက်လက်ပြားလက်ဖို့တို့မှာຫນွေရင်လေကြီးလေဖြစ်သည်။အထူးသဖြင့်ပြားအုံများ၌ပြား၏အများဆုံးရှိသောလမှာရဟောင်းညကျွေရွက်တဲ့ဝေသောຫນွေလာတပေါင်းပင်ဖြစ်ပါသည်။တပေါင်းလာသည်တစ်ပင်ပန်းမှန်များတစ်ပင်လည်းအပွင့်ဆုံးကြသည်ဖြင့်တပေါင်းတပေါင်းလဖွေရရသော ပြားရည်သည် ပန်းပေါင်းခသည်ဟုလည်းပြဖို့သူများကယူဆကြပါသည် ထို့ကြောင့်ပန်းပေါင်းခဟူသောတပေါင်းလာဖို့ပြရည်သည်စေဘက်ဝင်သည်ဟုမြန်မာစစ်စရာများကယူဆကြပါသည်မိုးစား၍ရွာပြီးဆိုလျင်တော့ပြတော့သည် လေတံမိုးတံကြောင့်ဝိရရှာရန်မပြတ်မသွားနိုင်ကြတော့ပေမိုးတွင်တွင်ပွင်ပန်းတို့သည်လည်းရှားပါကုန်ကြသည်ထိုအခါတဆောင်းလုံးတနွေလုံးတင်မန်းကြီးစွာခြာဝေဆူဆောင်းထားကြသောပြားဝိရီများကို ပြားတို့သည်စ၍စားသုံးကြပြီ ဖြစ်ပါသည်ထို့ကြောင့်မိုးတွင်ပြားအိမ်တွေ့၍ပြားဖွက်ပါက ပြားရည်အရာနေတတ်သည်မိုးရင်နှင့်ရောသည်ဖြင့်အရာသာလဲပော့ပြက်ပြက်ဖြစ်လေသည်မိုးထဲလေထဲတွင်ပြာသာနိုင်ခြင်းမရှိသောပြားများသည် ပြားအုံကြီးဝိရင်များကိုတမိုးတွင်လုံးစားသုံးကြသည်ပြားများသည်ဥများကိုအစင်တစိုက်ချပြီးပောက်ဖွာလာသော ပြားသူငယ်များကိုအမိဖများကတစောင်းလုံးတနွေလုံးပင်ပန်းကြီးစွာခြာပွေဆူဆောင်သော ပြားရည်များဖြင့်တိုက်ကြွေးကမျိုးဆက်ပြန်ပွားစေလေသည်မြေပြားခေါ်ပြားတမျိုးမှမူမြေကြီးတဲ့ကျင်းထဲတွင်အိမ်ဖွဲ၍နေတတ်သဖြင့်အရှိတုတ်သည့်အောက်ဆုံး၌ရှိတတ်ပါသည်ပြားပြောင်းအိမ်များမှလည်းတစ်ခေါင်းတစ်ပင်ပေါ်ဆွဲတတ်သောပြားကြီးတစ်ခေါင်းပြားရင်းပြားများကဲ့သို့ဖျောင်းဖြူမဟုတ်ပေ ဖျောင်းမဲပင်ဖြစ်ပါသည်တစ်ဆေးကိုအဲယူအိမ်ဆောက်ကြရာတွင်တူတော်လေမြေတက်ကြောင်မြေများပေါ်ပြားငယ်တို့၏ဖျောင်းမှာမဲမဲနက်နက်သာဖြစ်ရလေသည်ပြားရည်မှာလည်းတခြားပြားများကဲ့သို့ချိုးစိန်ချင်းမရှိပဲရှင်ဤဤဖြစ်ပါသည်တက်ခေါင်းပြားရင်ပြား ပြားကြီးတို့၏အရေကဲ့သို့ကြာချေထား၍လည်းမရမခံပေကြာလျင်အရှင်ပေါက်သွားတတ်၏ထို့ကြောင့်ပြားဖို့သူများသည်မြေပြားကိုတွေ့လျင်တွားရင်လာရင်ဖုတ်ပြီးရှက်ရှင်းစားပြကြသည် သူမဟုတ်အိမ်ကိုယူသွားပြီးနေမကူးမီပြားမုတ်တလက်လှူစားပြတ်တက်ကြသည်ပြားတို့ခေါ်မြေချင်းအောင်သောပြားတမျိုးလည်းရှိသည်ပြားတို့ခေါ်ဘဒူများမှမူအရေးရှိသော ပြားများမဟုတ်ပေထိုပြားဘဒူများသည် တခြားပြားများလိုပန်းဝိရီများကိုလည်းစုပ်ယူစူးစင်းခြင်းမပြုပြားဘဒူများသည်အသားများနှင့်တခြားပိုးကောင်မွှားကောင်များကို စားသောပြားများဖြစ်သည်ထို့ကြောင့်ပြားဘဒူသည်အစိတ်လဲအလွန်ပြင်း၏ ပြားဘူးအိမ်တင်းနေသော ပြားတောင်ပေါ်နာသွားရောက်မိ၍ပြားဘူးအတုတ်ခံရပြီဆိုလျင်ကျွဲနွားများပင်ဘုံဘုံလဲတက်သွား၏ပြားဖို့သူများသည်အေးမရသော ပြားပြားဘူးအုံကိုလည်းချမ်းသာမပေးကြပေကြုံရတွေ့ရ၌ဖွဲ့ကြ၏အဘဲကြောင့်ဆိုသောပြားဘူးကောင်းဒီတပိတ်တာဆိုလျင်၃ချက်စီရသည်ဖြင့်ဖြစ်ပါသည်ပြားဘူးချင်းအကြီးအသေးကိုလာ၍ပြားဘူးချင်းတခြင်းလျင်ဟင်သာအစိတ်သား30သားမှသည် ပိတ်တာ 30 50အထိရတတ်ကြသည်သို့တော်ပြားဖို့အတွေ့အကြုံနဲ့သူတနည်းအားဖြင့်ပြောရလျင်တုံးဝင်တက်စပြားဖို့တဲ့မရင်ကျက်သေးသောလူငယ်များသည်ပြားပရုအုံကိုတော်တော်နဲ့မဖွင့်ရဲကြပေအဘဲကြောင့်ဆိုသောပြားပရုသည်အစိတ်ပြင်းရုံသာမဟုတ်ရန်သူကိုခုခံကာကွယ်ရ၌လည်းစနစ်တကျရှိသည်ဖြင့်ဖြစ်ပါသည်ပြီးအသားအစားသောပြားဖြစ်သည်ဖြင့်လူသားကိုလည်းနိုင်နိုင်နေနေရှိပါကရှံထားမည်မဟုတ်ပေ ပြားပရုသည်မြေကြီးထဲတွင်ကျင်းနူး၍နေတတ်သောပြားဖြစ်သည်ဖြင့်ရှတောင်းဖို့ရိုးရိုးမြေတောင်ဖို့များနှင့်လည်းပြားပရုအုံမှခက်ဆင်စင်တူရာတာမန်လူများသည် ပြားပရုကျင်းများကိုမြင်ုံနှင့်မသိနိုင်ကြပေထို့ကြောင့်လည်းထင်းခွေဟင်းရွက်ကူသွားရင် ပြားပရုကျင်းကိုခြေကျွန်း၍အချို့ကျသွားဘူးသည်တို့တို့ဘဒူးချင်းတဲ့ကိုခြေကျွန်းရဲ့ကြာသွားလျင်ဆက်ချင်းပြန်နှုတ်လိုက်သည်နှင့်တပြိုင်နက်ခြေထောက်တွင်အယိုးသာကြံလာတော့သည်ကျင်းထဲတွင် ပြားပုများသည့ ကျင်းထဲကျွန်ကြလာသောလူရှိတော်မှအသားကိုရှက်ရှင်စားကြသဖြင့်ဖြစ်လေသည် တချို့ပြာဝတ္ထုအုံကြီးပေါ်သို့လူတကိုယ်လုံးကျွန်ကြသွားသဖြင့်ဘ ᱹ ူစာဖြစ်သွားသူများလည်းတောလဲသွားရင်ပျောက်သွားသူများလည်းရှိလေသည်သို့တော်ဝါရင်ပြားဖွက်သမားများသည်ဘ ᱹ ူချင်းကိုမြင်ယုံနှင့်တည်ရကြသလိုအတန်ကိုနားထောင်၍လည်းတည်ရကြပါသည်ဘ ᱹ ူချင်းများသည်ကျင်းနန်း၌မြေသားကို အမြဲကိုက်ဖက်ထွင်ကာအိမ်ပြုတ် လောက်ရနေကြတဲ့ဖြင့်စက္ကရိယာတစ်ခုခုကို အမြဲမောင်းနှင်နှိုးထားသလိုတယုံယုံဆူညံနေတတ်သည်အထဲမှအတန်ဤရိုက်ခတ်မှုကြောင့်အပေါ်ယံမြေသားတွေမှာတုံရင်လှောက်ခါသလိုဖြစ်နေတတ်သည်ပြားပရုများသည့်မြေကြီးထဲတွင်ဂလိုင်းကျင်းတူး၍ကျင်းတူးရ၌အပေါ်မြေကို ပေါက်သွားအောင်တူးလိမ့်မရှိပေအပေါ်ယံမြေသားတကြက်သားငါးမှုအထုကို အမိုးအကဖြင့်ထားတတ်သည်ပြားပရုကျင်းထဲတွင် ြားကောက်များဝင်ပေါက်ထွက်ပေါက်အပြင်ရန်သူများကို ရန်သူများဝင်ပေါက်ကိုပိတ်မိထားပါကဆက်ရှင်ပြေးထွက်ပြီးရန်သူများကိုကာကွယ်တိုက်ခိုက်နိုင်ရန်အရေးပေါ်အပေါက်များလည်းရန်သူများမရိပ်မိလေအောင်ပပလှလှလေးလှုပ်ထားတတ်သည်ထိုအပေါက်ကို ပြားဖွဲ့သမားများကခဲပေါက်သို့မဟုတ်နန်းပေါက်ဟုခေါ်ကြသည်ထိုနန်းပေါက်ကိုခဲပေါက်သည်ပင်ကိုအဖျင်းအပေါက်မဟုတ်ပေအတွင်းထဲမှမြေသားများကိုပပလှလှလေးကြိုက်ပြီး အရေးပေါ်လျင်ရှက်ချင်းထိုးအပေါက်မှထွက်နိုင်ရန်သို့မဟုတ်ရန်သူကိုကာကွယ်နိုင်ရန်ပြုလုပ်ထားခြင်းဖြစ်သည်သူတို့၏အဝင်အထွက်ကျင်းပေါက်ကို ရန်သူများတီး၍ပိတ်မိသွားလျင်ပြားပုများသည်ထိုးအပေါက်ရာပေးထားသောနန်းပေါက်ကိုဂဲပေါက်ကိုရှက်ချင်းကိုက်ဖောက်ထွက်ပြီးမမျှော်လင့်သောနေရာမှ ရန်သူကိုကာကွယ်ကြလေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း1စီစဉ်တင်ဆက်မှုကိုဒီမာရင်ခိတခဏရန်နာခွင့်ပြုပါခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ